င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ထိုင်းဆိုရကမင်းအောင်လိုင်ကိုဘင်းစတက်ညီလာခံတရံအတွဲဖိတ်ကြားတဲ့အပေါ်ကိုရဲဘက်အဖွဲ့တွေကအပြင်းထန်ရှုတ်ချလိုက်ပါတယ်။ပြည်မြို့အုံတော်လမ်းမှာဗိုလ်မှူးအောင်မိုးသူရောက်ရှိနေမှုကို PDF နဲ့ AA တပ်ဖွဲ့ဝင်တွေရောက်လာရလို့သတင်းမှ ပေးတာကြောင့်အချင်းချင်းပြစ်ခတ်ပြီးဗိုလ်မှူးအောင်မိုးသူတေသွားတဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမအဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့ မြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဘင်းဆက်ညီလာခံတရားဖို့အတွက်ထိုင်းဆိုရကဖိတ်ကြားတဲ့အပေါ်ကို အပြင်းထန်ရှုတ်ချတယ်လို့လူခွင့်ရေးတက်ကြွလှုပ်ရှားတဲ့မြန်မာရဲဘက်အဖွဲ့အစည်းတွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလာမယ့်ဧပြီလ3ရက်နဲ့4ရက်နေ့တွေမှာကျင်းပမယ်။ဘင်းဆက်ထိပ်သီးအစည်းအဝေးကိုမြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတရားဖို့အတွက်ထိုင်းဆိုရကဖိတ်ကြားထားတာလည်းဖြစ်ပါတယ်။ထိုင်းအိန္ဒိယ နီပေါ်ဘူတန်ဘင်္ဂလားဒေ့ရှမြန်မာနဲ့တီးလင်ကနိုင်ငံတို့ပါဝင်တဲ့အဲ့ဒီဘင်းစတက်အဖွဲ့ရဲ့ထိပ်သီးဆွေးနွေးပွဲကိုစစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်တက်ရောက်မဲ့အစီအစဉ်ဟာမြန်မာပြည်သူတွေရဲ့လူ့ခွင့်ရေးနဲ့ဒီမိုကရေစီမျှော်မှန်းချက်တွေကိုပြောင်းပြောင်းတင်းတင်းစော်ကားလိုက်တာဖြစ်တယ်လို့လဲလူ့ခွင့်ရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့တစ်ခုဖြစ်တယ် Justice for မြန်မာကထုတ်ပြန်လိုက်ပါတယ်အလားတူမြန်မာစစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ကို ဘင်းစတက်ထိပ်သီးစင်းနွေးဘွဲကိုဖိတ်ကြားတဲ့ထိုင်းဆိုရရဲ့ဆွေဖြတ်ချက်ကိုလည်းအပြင်းထန်ရှုတ်ချရလို့အရက်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Defend Myanmar Democracy DMD အဖွဲ့ကလည်းထုတ်ပြန်ပြောဆိုထားပါတယ်။ဒါအပြင်ဘင်းစတက်အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ရာဇဝတ်မြန်မာစစ်အုပ်စုကိုအတိအမှတ်မပြုတ်ဖို့အတွက်မင်းအောင်လှိုင်နဲ့သူ့ရဲ့ကိုယ်စားလှယ်တွေကို ထိပ်သီးအစည်းအဝေးကနေတားမြစ်ဖယ်ရှားဖို့လူ့အခွင့်အရေးအဖွဲ့တွေကတိုက်တွန်းတောင်းဆိုထားပါရဲ့ရှင်။ ဘကောသတင်းတပုတ်ကိုကြည့်အောင်ပါဘကောတိုင်းပြည်မြို့အုံတော်လမ်းမှာဘုံမူအောင်မိုးသူရောက်ရှိနေတာကို PDF နဲ့ AA တပ်ဖွဲ့ဝင်တွေရောက်လာလို့ဆိုပြီးတရင်မှာပေးတာကြောင့်အချင်းချင်းမှားယွင်းပစ်ခတ်ပြီးတော့နောက်မှာဘုံမူအောင်မိုးသူဟာသေသွားတယ်လို့ဒေတာစီရေးတရင်မြို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရယ်မလ24ရက်နေ့မနေ့တနင်္လာမှာ ပြည်မြို့အုံတော်လန်အတွင်းကနေအိမ်တလုံးမှာအေအေနဲ့ PDF တပ်ဖွဲ့ဝင်တွေရောက်ရှိတဲခိုနေတယ်ဆိုတဲ့သတင်းကြောင့်အကြက်ဖက်တပ်သားတွေဝင်ရောက်စီးနင်းခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုစီးနင်းပစ်ခတ်မှုတွင်ဘုံမှုအောင်မိုးသူဟာသူတို့အချင်းချင်းပစ်ခတ်မှုကြောင့်အဲ့ဒီနေရာမှာပဲပွဲချင်းပြီးတည်သွားတယ်လို့လည်းသိရှိရပါတယ်။အဲဒီလိုဖြစ်ပွားပြီးရဲ့နောက်မှာအကြက်ဖက်တပ်သားတွေကအရက်သားလူငယ်ချို့ကိုဖမ်းဆီးသွားပြီးလက်ရှိအချိန်ဒီအဆက်အသွယ်ပြတ်တောက်နေရလို့လေဒေသပြည်သူတွေကပြောပါရရှင်။ မကွေးတန်းတဲ့တပုတ်ကိုတက်ဆက်ပေးကြပါရယ်မကွေးတန်းဂံကောမြို့နယ်နှံခါကျေးရွာကပြည်သူနေရင်တွေနဲ့ပြည်သူစေကန်းရှိရာကိုအကြမ်းဖက်စစ်တပ်ကဘုံကျဲချခဲ့တဲ့အတွက်ကြောင့်ကြဆုံးခဲ့ရတယ်စီဒီအမ်ဒေါက်တာမြဆိုးအောင်ကိုစီဒီအမ်အာဇန်ဒီသူရဲကောင်းဖြစ်ဂုံပြုတ်မှတ်တမ်းတင်ကအကြမ်းဖက်စစ်တပ်ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လုပ်ရက်ကို ပြင်းပြင်းထန်ထန်ရှုံချိုက်လို့စကိုင်းဖက်ဒရယ်ယူနစ် CDN နိုင်ငံဝန်ထမ်းများကောင်စီကတာဝန်ရှိသူကပြောပါရယ်မလ22ရက်နေ့မှာအကြက်ဘက်စစ်တပ်ကပြည်သူတွေနဲ့ပြည်သူစေကန်ရှိရာကိုဘုံကျဲတက်ခိုက်မှုလှုပ်ဆောင်ခဲ့တာဖြစ်ပြီး CDN ဆရာဝန်ကြီးဒေါက်တာမြဆိုအောင်ကိုဝန်ဆောင်ဇနီးတဲ့ဒေါက်ခိုင်နှင်းဝင်နဲ့ ကောင်းငယ်ဖြစ်သူတို့အပါအဝင် ပြည်သူ၁၂ဦးဟာတေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။အဲလိုအကြက်ပဲစစ်တပ်ကလေနဲ့ဘုံကျဲတပ်ဖြတ်မှုကြောင့်ကြာဆုံးခဲ့ရတဲ့ CDM ဒေါက်တာမြတ်စိုးအောင်ကို CDM အာဇန်ဒီသူရဲကောင်းဖြစ်ဂုံပြုတ်မှတ်တမ်းတင်တယ်လို့လဲ စကိုင်းဖက်ဒရယ်ယူနစ်စီရီယယ်နိုင်ငံဝန်ထမ်းများကောင်စီကထုတ်ပြန်ကြေညာပါတယ်ဒေါက်တာမြဆိုးအောင်ဟာ2021ခုနှစ်စစ်တပ်အာဏာသိမ်းစဉ်ကနေစတင်က အကြမ်းမဖက်အာဏာဖီဆိုင်လှုပ်ရှားမှုစီရီယယ်မှာဥဆောင်ပါဝင်ခဲ့သူတို့ဖြစ်ပြီးတော်လဲကာလမှာလည်းပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာအသက်ဆုံးကဆောင်ရွက်နေတဲ့ဆရာဝန်တို့ဖြစ်တယ်လို့လည်းစကိုင်းဖက်ဒရယ်ယူနစ်စီရီယယ်နိုင်ငံဝန်ထမ်းများကောင်စီကထုတ်ပြန်ကြေညာထားပါတယ်အမျိုးသားညီညွတ်ရေးဆိုရ ကျန်းမာရေးဝန်ထမ်းတာကလည်းကြာဆုံးသွားတဲ့ကျန်းမာရေးဝန်ထမ်းတွေကို CDM အာဇန်တီသူရဲကောင်းတွေဖြစ်အတိမတ်ပြုသလိုအကြမ်းဖက်စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရက်တွေကိုလည်းဝန်ကြီးဌာနအနေနဲ့ပြင်းထန်စွာရှုတ်ချရလို့လည်းထုတ်ပြန်ထားပါရဲ့ရှင်။ မန္တလေးရတဲ့တဲ့ဘောကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းမြင်းချံမြို့နယ်ခေါင်းကွဲရွာပြူစောတိအထိုင်စခန်းကနေမီတာကျေးကောက်ဖို့ထွက်ခွာလာတယ်။အကြမ်းဖက်တပ်သားတွေကိုတိုက်ခိုက်ရမှာနှစ်ဦးဟာသေသွားပြီးတနက်နယ်လက်ကိုတင်းဆက်ရရှိခဲ့လို့ Justice Warrior Force အဖွဲ့ကတာဝန်ရှိသူတို့က ရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်မတ်လ22ရက်နေ့ကမြင်းကျန်မြို့နယ်ခေါင်းကွဲရွာပြူစောတိအထိုင်စခန်းကနေကံရွာကို မီတာကျေးလာကောက်တဲ့စစ်သားနယ်ပြူစောတိတွေကို Jesse Warrior Force အဖွဲ့ကတော်လန်ရဲဘော်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်အဲဒီတိုက်ခိုက်မှုအတွင်းမှာစစ်သားတအူးနဲ့ပြူစောတိတအူးဟာတေသွားတာဖြစ်ပြီး MA2 တနက်တည်းလည်း ကာဘိုင်တနက်တလဲ 5.56G 160တောင်းနဲ့ဆိုင်ကယ်နှစည်းကိုတင်းဆက်ရရှိခဲ့လို့လည်းသိရပါဗျ။ဒီတိုက်ခိုက်မှုကို Justice Warrior Force ကရဲဘော်တွေကပြုလုပ်ခဲ့တာဖြစ်ပြီးတော်လဲရဲဘော်တွေဘက်ကအထိခိုက်မရှိ ပြန်လဲဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါဗျ။ ဘကောသတင်းတပုတ်ကိုကြည့်အောင်ပါဘကောတိုင်းနတ်တလင်းမြို့နယ်လမအင်းရွာအနီးမှာအကြက်ဖက်စစ်ကြောင်းကိုဂျားဖြတ်တက်ခတ်ရမှာစစ်ကောင်စီတပ်သား6ဦးဟာတေသွားတယ်လို့တာရီခန်တရင်383တဲ့ တခွဲသုံးနတ်စစ်တီအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါရယ်မလ24ရက်နေ့မနေ့8နိုင်လောက်ကနန္ဒလင်းမြို့နယ်လမင်းကျေးရွာကိုအင်အား80ခန်းနဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လန်တပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်ရန်သူစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအင်အားတာလုံးပေမဲ့ တော်လန်တဖွဲ့ဝင်တွေဘက်ကနေမြေအသာစီးရယူပြီးပျောက်ကြားစနစ်နဲ့အထိနာအောင်တိုက်နိုင်ခဲ့တယ်လို့လည်း Burma Revolution Army BRA အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်တိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်တပ်သား3ဦးဟာသေသွားတာဖြစ်ပြီး2ဦးဟာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ည9နာရီခန့်မှာလည်းအကြမ်းဖက်တပ်သားတွေဟာမိုင်းကွင်းတွဲကိုရောက်ရှိလာစဉ်တွင်မိုင်းဆွဲတိုက်ခိုက်တဲ့အတွက်ကြောင့်တပ်သား3ဦးဟာထပ်မံသေသွားတယ်လို့လည်းသိရပါတယ်ရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့မန္တလေးတိုင်းစင်ကူးမြို့နယ်မှာမလဲလက်တောင်10နဲ့ကျေးရွာ300ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတက်ခရံမှာအဆောက်အအုံအများပြားပျက်စီးခဲ့ရလို့မန္တလေးပြည်သူ့ကာကွယ်တပ်မတော်ကပြောပါရယ်မလ24ရက်နေ့ညပိုင်းကအကြမ်းဖက်စစ်တပ်က စင်ကူးမြို့နယ်ကမလဲလက်တောင်10ဇိုက်ချောင်းကျေးရွာထောက်ကျန့်ပင်ကျေးရွာနဲ့ ကန်တောင်ကျွာတွေကို Jet Fighter 5စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။အကြက်ဘက်စစ်တပ်ဟာဒေသပြည်သူတွေအလုပ်လုပ်ကန်ရာတယန်ဇာတလုပ်ငန်းအချို့ကိုပိတ်မတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူဘက်ကလည်းအမျိုးသားတအူးနဲ့အမျိုးသမီးတအူးဟာထိခိုက်ဒဏ်ရာရှိကာပြည်သူပိုင်းအဆောက်အုံများစွာထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရလို့လည်းသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုအတွင်းမပေါက်ကွဲသေးတဲ့ဘုံချို့ရှိပြီးပြည်သူကာကွယ်တပ်မတော်မန္တလေးကပြည်သူတွေဘေးရန်တွေထိခိုက်မှုမရှိစေရန်အတွက်ရှင်းလင်း ်ဖယ်ရှားပေးခဲ့ရတယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။